ားလုံးပဲမင်္ဂလာနံခင်းလေးပါခင်ဗျာဆိုတော့ Manchester United fan တွေအတွက်ပေါ့နော် United ရဲ့အာဝန်တာစီယာအကြောင်းအရာလေးကိုပြောပြပေးနေပါတယ်ဆိုတော့ဒီအကြောင်းအရာကတော့ United အသင်းရဲ့အပြောင်းရွှေ့လေးတစ်ခုပေါ့နော်ဆိုတော့မနေ့တည်းကတက်နေပါတယ်ဒါကတော့ Manchester United အသင်းကတော့ဒါ Wolf team ရဲ့အာတော်မန်တိုက်စစ်ကိုကွင်းလေရီမောင်ကစားနိုင်နေပေါ့နော် versatile player ဖြစ်တဲ့ကုညာပေါ့နော်အာကုညာကိုခေါ်ယူဖို့တော့အခြေအနေကောင်းနေပြီအဲဆိုတဲ့တည်င်းလေးကတော့ United fan တွေအတွက်ပေါ့နော်ဒါဝမ်းသာစရာဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဆိုတော့အလုံးသိကြတဲ့အချိန်မှာ Manchester United အသင်းကတိုက်စစ်ပိုင်းမှာဒါအာကစားသမားကောင်းနေပေါ့နော်လိုအပ်နေတာမျိုးရှိတယ်လက်ရှိမှာဆိုလို့ရှိရင်တော့ Ramos White လမ်းလေရုန်းကန်နေရတဲ့အနေအထားမျိုးတွေနဲ့အာယာဒီကုံမှာရောင်းချခံရနိုင်မှုရှိနေတယ်အော်ပြီးရင်ဇာစီကလည်းနီးပြအမူရင်းစိတ်ကြိုက်ကစားသမားမဟုတ်ဘူးလို့သိရတယ်ပြီးတော့လက်ရှိမှာလည်း injury ရနေတာမျိုးရှိတယ်အဲဒါကြောင့်လည်း Manchester United အသင်းကတော့အဓိကအမူရင်းကတော့သူ့ရဲ့ဒါနီးစနစ်ပိုင်းမှာအံဝင်မဲ့တိုက်စစ်ကစားသမား အရေကိုပေါ့နော်ဒါခေါ်ယူခြင်းနေတာမျိုးရှိတယ်ယာတီကုံအာလာမက်နွေရဲ့အပြောင်းရွှေ့စည်းကောမှာဆိုတော့လက်ရှိမှာ United နဲ့တည်င်းတွေထွက်နေတဲ့တိုက်စစ်ကစားသမားတွေထဲမှာဆိုလို့ရှိရင်လည်းအများအားလို့လို့တည်င်းထွက်လေရှိတဲ့ဒါ Victor Osimhen ပါနေတယ်ပြီးရင် Aswit အသင်းပေါ့နော် Aswit အသင်းရဲ့တိုက်စင်မှုဒါ Delap ပါနေတာမျိုးရှိတယ်ပြီးရင်အကူညာပေါ့နော်ကူညာပါနေတာမျိုးရှိတယ်အဆိုတဲ့အခါကျတော့ United အနေနဲ့ဒါဘဏ္ဍာရေးပိုင်းဆိုင်ရာပေါ့နော်ဒါငွေကြေးတချို့အခက်အခဲရှိနေတဲ့အတွက်ကိုပေါ့နော် Victor Osimhen ခေါ်ယူဖို့အတွက်ကတော့ အာတော်လေးခက်ခဲမယ်လို့ထင်တယ်ဗောနော်ဒါကြောင့်လည်းလက်ရှိအခြေအနေမှာဆိုလို့ရှိရင်တော့ Manchester United အသင်ကတော့ကုညာကိုခေါ်ယူဖို့အတွက်ပိုပြီးစူးစမ်းလာတယ်ဆိုတော့အာလက်ရှိမှာဗောနော်တက်လာတဲ့အက်တစ်နျူတွေအရဆိုလို့ရှိရင်တော့ ဒါကုညာရဲ့ agent ဖြစ်သူနဲ့ United အသင်းနဲ့ပေါ့နော်ဒါဆွေးနွေးမှုတွေတောင်ပြုလုပ်နေပြီဆိုပြီးတော့ဒါ daily mail ကလည်းပေါ်ပြလာတာဖြစ်တယ်လို့ Fabrizio Romano ကလည်းအတူတူပြောကြားလာတာမျိုးရှိတယ်ဆိုတော့ကစားသမားကိုယ်တိုင်ကတော့ကုညာကတော့ Manchester United အသင်းကိုပြောင်းရွှေ့ချင်နေတာဖြစ်တဲ့အတွက် United အနေနဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိဖို့အတွက်ကတော့မခက်ခဲဘူးဆိုတော့ဒီကုညာရဲ့စာချုပ်ဖြတ်သိမ်းရေးကိုဒါ ဝူဖ်တင်းကိုပေးချေနိုင်မယ်ဆိုလို့ရှိရင်တော့ကုညာကိုပေါ့နော်ဒါလာမက်နိုရာဒီအပြောင်းရွှေ့စည်းကွက်မှာခေါ်ယူနိုင်မှာလည်းဖြစ်တယ်ဆိုတော့ကုညာရဲ့အစာချုပ်ဖြတ်သိမ်းရေးကတော့လက်ရှိမှာဆိုလို့ရှိရင်တော့ပေါင်62တန်းဝန်းကျင်ခန့်ရှိတယ်လို့တော့သိရတယ်ဆိုတော့62တန်းကိုပေါ့နော်ဒါဝူဖ်တင်းကိုပေးချေမယ်ဆိုလို့ရှိရင်တော့အကူညာကိုခေါ်ယူနိုင်မှာလည်းဖြစ်တယ်ဆိုတော့လက်ရှိမှာထွက်ပေါ်လာတဲ့တည်င်းနေအရာပေါ့နော်အပိတ်တည်င်းနေအရာဆိုလို့ရှိရင်တော့ဒါကုညာကိုခေါ်ယူဖို့တော့ United ကပေါ့နော်စာချုပ်ဖြတ်သိမ်းရေးကိုတလုံးတစ်ခဲတည်းပေးချေဖို့ အဆင်မပြေတဲ့အနေအထားမှာပေါ့နော်အရေးကြတဲ့ပေးချေဖို့အတွက် wolf team ကိုကန့်လန့်မှုတွေပြုလုပ်လာတယ်ဆိုတဲ့သတင်းလေးတွေကလည်းတက်နေတာမျိုးရှိတယ်ဆိုတော့အာကုညာကလည်း wolf team မှာပေါ့နော်ဒါလုံးဝထွန်းတောက်နေတဲ့ကစားသမား wolf team ရုန်းကန်နေရသည့်တိုင်အောင်ဒါသူ့ရဲ့ twin goal တွေနဲ့ wolf team မှာအကောင်းဆုံးကစားသမားအဖြစ်အာကျွန်တော်တို့မြင်ရတယ်ပေါ့နော်အတင်းကြီးကြီးကလည်းစိတ်ဝင်စားတယ်ဘရာဇီးသားဖြစ်တယ်ပြီးတော့ဒါ ဂျာမန်ဘွန်ဒက်စလီကာတို့လာလီဂါတို့မှလည်းအထွေးကြုံအများကြီးရှိထားတယ်ပေါ့နော်ဒါဘရာဇီးလ်သားဖြစ်တဲ့အတွက်ဘောလုံးဆွမ်းဆောင်ရေးပိုင်းကပြောနေစရာမလိုဘူးအပြီးရင် position အနေနဲ့ဆိုလို့ရှိရင်လည်း striker နေရာမှာကစားနိုင်တယ်လို့ attacking midfielder ဖြစ်လည်းကစားနိုင်တယ်တောင်ပိုင်းနေရာမှာလည်းကစားနိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဒါအမူရင်အနေနဲ့ကတော့ကုညာကိုတော်လေးသဘောကျနေတာမျိုးရှိတယ်ဆိုတော့ကုညာသာရောက်လာမယ်ဆိုလို့ရှင်တော့အမူရင်အနေနဲ့သူ့ရဲ့ဒီစနစ်ပိုင်းမှာပေါ့နော်ဒါ attacking midfielder အဖြစ်လည်းတုံးလို့ရတယ်လို့အသင်းရဲ့လိုအပ်ချက်အရာတောင်းပန်နေမှာပါကုညာကိုတုံးလို့ရတဲ့အနေအထားမျိုးလေးဆိုတော့ အကူညာဒါတကယ်ရောက်လာခဲ့မယ်ဆိုလို့ရှိရင်တော့ United အသင်းတော်ပေါ့နော်ဒါအကောင်းဆုံးခေါ်ယူမှုဖြစ်လိမ့်မယ်လို့ထင်တယ်။ United fan တွေလည်းပေါ့နော်ဒါပျော်ကြမယ်လို့ထင်တယ်။ဆိုတော့အကူညာအနေနဲ့ဒါဒီယာဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါဟုအသင်းတော်ဒါ Premier League တွင်ကို16ခုထိရရှိထားတာဖြစ်တဲ့တော့ အာတကယ်ကိုကောင်းမွန်တဲ့အဆုံးသက်ကောင်းမွန်တဲ့တိုက်စင်စားသမားလို့ပြောလို့ရတယ်ဗောနော်ဒါကြောင့်လေ United အနေနဲ့ကတော့ကုညာကိုတော်တော်လေးလိုချင်နေတာမျိုးရှိတယ်ပြီးခဲ့တဲ့ဆောင်းရာသီတွေကကုညာကို monitoring လုပ်ပြီးတော့လက်ရှိမှာဆိုလို့ရှိရင်တော့နှစ်သိန်းကြားထဲမှာဆွေးနွေးမှုတွေစတင်နေပြီလို့တော့သိရပါတယ်ဆိုတော့ကစားသမားကတော့ United ကိုပြောင်းရွှေ့ချင်နေတာတပိုင်းတင်နေပြီဖြစ်တယ်တော့ဗောနော်ဒီစာချုပ်ဖြတ်သိမ်းကြီးလေးဒါ United ဘက်ကပေးချေမယ်ဆိုလို့ရှိရင်တော့ကုညာကတော့လာမယ့်ရာသီမှာ Manchester United အသင်းချာစီနဲ့ United ကစားသမားဖြစ်လာဖို့ရှိပါတယ်ဆိုတော့ United fan တွေအနေနဲ့ရောဒါကုညာအသင်းကို ရရှိလာဖို့ရှိတဲ့အနေအထားမှာကုညာပေါ်အမြင်လေးတွေကိုလည်း comment box မှာကုညာပေးသွားကြကြပါဦးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ